ဂါဇာကမ်းမြောင်ဒေသမှာချွင်းချက်မရှိထာဝရပြစ်ခတ်ရစဲရေးတိုက်တွန်းတဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်မူကြမ်းကိုအမေရိကန်ကဗီဒိုအာဏာသုံးပြီးတော့ပယ်ချလိုက်ပါတယ်။ဒဇာကန်တွေလွှတ်ပေးရင်းနဲ့လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကိုကန့်တတ်ထားမှုအဆုံးသတ်ရေးကိုလည်းတိုက်တွန်းထားတဲ့အဲ့ဒီဆုံးဖြတ်ချက်ကိုတခြားအဖွဲ့ဝင်14နိုင်ငံကလည်းထောက်ခံခဲ့ကြတာပါ။ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဒီရိုတီရှီယာကဒီဆုံးဖြတ်ချက်ကြောင့် အပြစ်ကရက်စဲရေးတန်တမန်ရေးကြိုးပမ်းမှုတွေကိုအားရောစေနိုင်တယ်လို့ပြောပါတယ်။ကုလသမဂ္ဂကဟားမတ်စ်အဖွဲ့ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်မတတ်မှတ်ထားပေမဲ့အမေရိကန်၊ဗြိတိန်နဲ့ EU တို့ကတတ်မှတ်ထားတယ်လို့သူကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။ဟားမတ်စ်ကိုရှုံချဖို့ပြက်ကွက်တဲ့ကြေညာချက်တွေဟားမတ်စ်အနေနဲ့လက်နက်ဖြုတ်သိမ်းပြီးဂါဇာကနေထွက်သွားဖို့တောင်းဆိုမှုမပါတဲ့ကြေညာချက်တွေကိုအမေရိကန်ကထောက်ခံမှာမဟုတ်ဘူးလို့လည်းသူကပြောဆိုခဲ့ပါတယ်။ လူပေါင်းနှစ်သန်းလောက်အငတ်ပေးနဲ့ရင်ဆိုင်နေရတဲ့ဂါဇာမှာအကူအညီပေးရင်းနဲ့ပတ်သက်လို့စိုးရိမ်မှုတွေရှိနေပြီးလူရဲမှုတွေဟာလည်းပုံမုံများလို့လာနေပါဗျ။စားနဲ့ရိတ်ခါနဲ့တခြားအကူအညီတွေပေးပို့မှုကိုလည်းအစ္စရေးကတားဆီးနေပြီးကုလသမဂ္ဂအေဂျင်စီတွေနေရာမှာအစ္စရေးနဲ့အမေရိကန်ထောက်ခံတဲ့အဖွဲ့တွေကအကူအညီပေးရင်းအဖွဲ့တွေဖြစ်ပအဝင်ဆောင်ရွက်ဖို့ကြိုးပမ်းနေကြပါဗျ။